ဒီရည်သားချက်ပြင်ထားတဲ့ Facebook အကောင့်ဘာညာတွေဟာအာရမဝါဒဝိထုပစ္စည်းတွေဖြစ်တယ်လို့ဆုံးပြပါတယ်။ဟုတ်ပါဗျ။အဲကြောင့်မလို့အာဓာတွေကိုကြောင်းသိမ်းဖို့ဆုံးလို့ခေါ်တယ်ဆရာတော်တွေကတိုက်တွန်းပါတယ်အာဓာကိုသူတို့ဘက်ကခေါင်းဆောင်နေရတော့သူတို့သင်္ခါဖြစ်တယ်ဒါကြောင့်မလို့ဓမ္မဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကဘယ်လိုပဲအာဓမလို့ဆုံးပြဆုံးပြသူတို့မဆုံးလို့နိုင်ပါဘူးဆုံးလို့ကြောင်းလည်းမထိုးနိုင်ပါဘူးလို့ နောက်ဆုံးမှာကျွန်တော်ကြောင့်လက်မှတ်မထိုးဘဲနဲ့ပြီးသွားတဲ့ဥစ္စာဖြစ်ပါလေ။ဟုတ်တယ်။အဲဆိုတော့ဒီတန်ခါဝိနည်းရှိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုတစ်ဖက်ကမလိုက်နိုင်ဘူးဆိုတဲ့သဘောတရားတော့ဗျာ။ဟုတ်ပါတယ်ခင်ဗျ။အဲ့ဒီလိုအနေထားမျိုးဖြစ်သွားရင်နောက်ဆက်တွဲအနေနဲ့အဲဘလို့ဒီဆောင်ရွက်လေးရှိလဲဆိုတာလေးတော့ပြောပါဦး။အဲ့ဒါလုံခြုံရေးတိုင်းဥပဒေတိုင်းရှိပါတယ်။ဝင်းနေကမ္ဘာကအဒီကရောမှုခင်များဖြစ်ချင်းဆုံးဖြတ်ချက်များကိုကာကွယ်စောင့်ကြည့်ဥပဒေပုံမှန် အဲခွန်ချက်တဲ့တော့ชาวตะเชรတို့အဲ့အတိတ်ပဲတွေရတို့ပြတ်တန်းချက်တွေရပေါ့เนาะဘာမိုင်းဒီသနာကတရားဆွဲပြီးတော့အရေးယူဆောင်ရတဲ့ကိစ္စတွေဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့အဲ့ဒါဥပဒေအတိုင်းပါပဲအော်ဆရာအခုတန်ခိုးဝင်းလို့တဲ့အနေထားရလက်မှတ်မထိုးတာကိုအကြောင်းပြုပြီးတော့တပြိုင်နက်ပဲနိုင်ငံတော်တန်ခိုးမန္တလေးကဥက္ကဋ္ဌဆရာတော်ကြီးကဝင်ကြီးထားနဲ့ဝင်ကြီးထားအကြောင်းကြားခိုင်းပြီးတော့ ဓမ္မစပိုင်းဆောင်ရွက်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်အာဏာသပိုင်းဆက်လက်ဆောင်ရွက်ရန်အမှုနဲ့တာဝန်အကုန်လုံးတွဲအပ်လိုက်ပါပြီ။ဒီနေ့နိုင်ငံမှာနိုင်ငံအပတ်မှာတာလင်မင်းရောဆရာတော်ကြီးကိုရင်ကြွားရောက်တာတွေ့ရပါလေ။ဟုတ်ကဲ့ဆရာ။အဲ့လိုကြွားရောက်တော့ဒီဓမ္မစပိုင်းကနေအာဏာသပိုင်းကိုလွှဲတဲ့ဥစ္စာလည်းအပြီးပြအပြီးဖြစ်သွားပြီလွှဲပြီးသွားပြီလို့ယူဆလို့ရပါလေ။ ဟုတ်ကဲ့ဆရာဒီဆရာတော်ကြီးရေဆုံးပြချက်ကိုမလိုက်နိုင်တဲ့အတွက်ကြောင့်ရပ်ဘက်ကဆက်လက်ဆောင်ရွက်ဖို့ပေါ့အဲဝင်းကြီးဌာနဌာနကိုဟုတ်ပါတယ်အဲတန်ဆာကြီးဝင်းကြီးဌာနအပိုင်းကဒီဥစ္စာကိုတာဝန်ယူရမှာလားဒီတဲရယူရမှာလားအဓိကအမှုတော်တည်ဆောက်တဲ့အပိုင်းကသာသနာ့ရေးဝင်းကြီးဌာနကတာဝန်ယူရမှာပါဟုတ်ကဲ့ဆရာဌာနရှိတာဘာညာကြရင်တော့ပြည်ထရေးဝင်းကြီးဌာနပြည်တပ်ဖွဲ့တွေကတာဝန်ယူရမှာပါဟုတ်ကဲ့ဆရာဆရာကျွန်တော်ဥစ္စာပေါ်ဆရာတို့အနေနဲ့လည်းစောတကား ဒီပုံမှာဆောရကပြုခဲ့တာတော်တော်ကာလရှိကြဖြစ်ခဲ့တယ်ပေါ့ဆရာဆရာတို့ဘက်ကလည်းသူတို့ကတရားဆွဲဆိုမှုတွေလုပ်ခဲ့တယ်အဲဒီပုံမှာဆရာအနေနဲ့ဆရာတော်ကြီးများကလည်းအဆုံးဖြတ်ပေးပြီးဖြစ်တဲ့ပုံမှာအရက်ဖက်ကနေဆရာတို့ကိုဆွဲထားတဲ့ကိစ္စနဲ့ပတ်သက်လို့ရောဆရာပါပြောချင်တယ်ပေါ့အရက်ဖက်ကနေတရားဆွဲဆံတဲ့ကိစ္စကတော့ပြောနေကြတဲ့အတိုင်းပါပဲဒါကတကယ်တမ်းကသူတို့ကအတ္တမဖြစ်နေလို့ကျွန်တော်တို့ကအတ္တမလို့ပြောတာ အမှန်ကိုအမှန်တိုင်းပြောတာလူသားသမားဖြစ်နေလို့လူသားသမားလို့ပြောတာအမှန်ကိုအမှန်တိုင်းပြောတာဒါဘာပုံမှန်ကိုမှကျူးလွန်တာမဟုတ်ဘူးလူလောကလူပတ်ဝဉင်ကိုမကောင်းတာမကောင်းတာမှန်သိအောင်အမိပေးတဲ့ဥစ္စာဒါကျွန်တော်တို့ရဲ့စာနယ်ဇင်းသတင်းသမားကျင့်ဝတ်ထဲမှာလည်းပါတယ်စာရေးဆရာကျင့်ဝတ်ထဲပါတယ်တာမန်လူတွေလည်းဒါကျင့်ရတာပဲရာဇသာကြီးလိုဘာတော့မှမှောင်ရိပ်ခုမှုတောင်ဖန်ခွင့်ရှိတာဘာလို့လဲဆိုရင်အများပြည်သူကိုအကျိုးမဲ့ထိခိုက်တာကိုကြိုးတင်ကာကွယ်တာ ကျွန်တော်တို့ကအာရမဝါရမလို့ပြောရတယ်ဗုဒ္ဓဘာသာဝင်နေထိခိုက်ခံရမှာစိုးလို့တိုးတင်ကာကွယ်တဲ့အနေနဲ့ပြောပြတာဟုတ်ကဲ့ဒါနဲ့ကျွန်တော်တို့ပြောတဲ့အတိုင်းပဲအာရမဝါရဆိုတာအတိဖြစ်သွားပြီဆုံးဖြတ်ချက်ကျသွားပြီဟုတ်ကဲ့အဲ့တော့ဒီဥစ္စာတွေအရပ်ဘက်မှာဆွဲထားတဲ့ဥစ္စာတွေကဥပဒေရဘယ်လိုမှဥပဒေတိုင်းဆိုရင် ပြည့်မှုမမြောက်ဘူးတို့ကသူမတရားသဖြင့်အနိုင်ကျင့်ပြီးတော့ ဒီမုတ်ဒီမုတ်မှနေမြင်ညာကြည့်ပြီးတော့ချမယ်ဆိုရင်တော့ပြည်မှုပြတာနေကျွန်တော်တို့လည်းကြာကောင်းကြနိုင်ပါတယ်ဘာပဲပြောပြောကျွန်တော်အနေနဲ့ကတော့ဒီကနေ့မုန်နာဘာသာဝင်အားလုံးတို့ရောသုတိတ္ထကတွေတော်ရောကျွန်တော်ကရေချုပ်ပေးသူတရားအနေနဲ့ခံစားမိပါတယ်ရေချုပ်ပေးသူဆိုတာကသူတို့သူတို့တွေမှာပေးကြံနေတဲ့အညီကြီးတွေအားလုံးကိုတန်ရှင်းအောင်သင်ကြအောင်လုပ်ပေးလိုက်တာလည်းရောက်ပါတယ်နောက်ပြီးတော့သူတို့ရဲ့ အမားတွေနဲ့ချုပ်တွေ့ပူပန်နေတဲ့စိတ်နှလုံးတွေကိုရေရဲ့တက်တိလိုပဲအေးငြိမ့်သွားအောင်ဆောင်ရွက်ပေးတာလည်းရောက်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကသူတို့ကိုဒီကနေ့ဝင်းနီးတော့အရာလုံတော့လုံနေတဲ့အရာတရားဝင်နီလန်အားဖြင့်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဗုဒ္ဓဘာသာဝင်ရဲ့အကျိုးကို တန့်စင်နဲ့ရေနဲ့ချိုးပေးသူတရားဖြစ်ကိုကိုကိုခံယူရင်းနဲ့ဘာပဲဖြစ်ဖြစ်ကျင့်တတ်ပါလေလို့ဒါလေးပြောချင်ပါလေဟုတ်ဆရာဆရာကဒီအာရမကိစ္စတွေမှာအတွေ့အကြုံရှိခဲ့တော့အခုလိုဆရာရဲ့ဝင်းနေဆရာဆရာတော်ကြီးများရဲ့ဆုံးဖြတ်ချက်ပေါ်မှာဟိုရခင်ကလည်းဒီဝါရတခုပေါ့နော်မိုးပြကိုင်းဆိုတဲ့ကိစ္စမျိုးပါဆက်ပြီးတော့သူတို့ရဲ့ဟောပြောမှုတွေကိုလောက်တာမျိုးရှိတယ်ပေါ့အဲအလားတူပြဿနာမျိုးတွေဖြစ်လာနိုင်တဲ့အရေးအခြေမျိုးကိုဆရာအတွေ့အကြုံရမြင်ရလားပေါ့ အဲ့ကိစ္စတွေရကတော့ကျွန်တော်တို့ကကြိုတင်ပြီးပြောလို့မရဘူးဗျအဲ့ဒါကဥပဒေရဲ့အတိမ်အနဲ့ကအရေးကြီးတယ်တာဝန်ရှိသူတွေအပိုင်းကတောင်းတယ်ပေါ်ဆောင်ရသူတွေရဲ့အနေအထားကလည်းအရေးကြီးတယ်ဗျဟုတ်ကဲ့ဗျမိုးပြတိုင်းဆိုရင်ဘုဟောပြောရတာခင်ဗျားတို့တွေ့မယ်လိုင်းပေါ်မှာရှိတယ်အပြင်ကစာအုပ်ဈေးကွက်တို့ဘာတို့မှမရှိဘူးဟုတ်ကဲ့အဲ့တော့နိုင်ငံပေါ်ရှိတဲ့ဥစ္စာကိုရေးယူကြတော့ ပြန်ရေးဝင်ကြီးဌာနနဲ့မလုံလောက်ဘူးဆက်သွယ်ရေးဝင်ကြီးဌာနပါပါတယ်ပြည်ရေးဝင်ကြီးဌာနပါပါတယ်သာသနာရေးဝင်ကြီးဌာနပါပါတယ်ဝင်ကြီးဌာန၄မျိုးလို့ပေါင်းမှာဒီဥစ္စာကိုအရေးယူဖို့အကောင့်တက်ဖို့နိုင်တာဟုတ်ကဲ့အဲ့လိုကြက်ကြက်ဖြစ်တော့ကြတော့ရှားရီကနေဘယ်သူမှဘယ်သူမှဘာမှမလုပ်တဲ့အခါလွတ်တော့ထွက်သွားတာပေါ့ဗျာဟုတ်ကဲ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်တကယ်လို့သူတို့ဇာုပ်တွေထုတ်နေမယ်ဇာုပ်တွေကိုပုံနှိပ်နေမယ်ဒီခွက်တင်ရောင်းချနေမယ်အဲ့ဒါဆိုရင်ချက်ချင်းရေးယူလိမ့်မယ်ဟုတ်ကဲ့ သူတို့လည်းပဲခုလိုင်းပေါ်မှာအဲ့လိုမျိုးတွေလောက်တာမျိုးရှိကောင်းရှိနိုင်ပါတယ်။အဲ့ဒါကတော့ကိုယ်နိုင်ကိုယ်ကြီးဌာနတွေပူးပေါင်းမှာအကောင့်ထဲပေါ်အောင်ဆောင်ရွက်နိုင်တဲ့ကိစ္စဖြစ်လို့ဒီလိုအနေအထားမျိုးကနေသူတို့ပြစ်မှုပြစ်ဒဏ်မရောက်ခဲနဲ့လွတ်ပြီးတော့လောက်ကင်ဆောင်ရွက်ခွင့်ရနေတာမျိုးတွေရှိကောင်းလည်းရှိနိုင်ပါတယ်သူတို့ဘာသာသူတို့ပြည်ကြလိန်မာသွားပြီးတော့အာရမမှန်ပြီးလို့ဆုံးလို့သွားရင်လည်းဒါကောင်းပါတယ် ်ကာမကတော့အမေယောက်ျောင်းဖြစ်ပါတယ်ဓမ္မကတော့နိဗ္ဗာန်ယောက်ျောင်းဖြစ်ပါတယ်အဲ့ဒါလေးကိုခွဲခြားသိဖို့လိုပါတယ်